အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲဒီဗီဒီယိုတင်မဲ့တင်မဲ့နဲ့ဆိုတာတော်တော်လေးကိုကြာပြီအခုမှပဲကျွန်တော်တို့ဒါနည်းနည်းလေးရှင်းလက်ရှင်းပြခြင်းလေဒါမျက်စိထဲလေးမြင်အောင်ပြောပြခြင်းလေးတစ်ချက်လေးရှိအဲ့တော့ကျွန်တော်လွန်ခဲ့တဲ့ တလားကြော်ကြော်လောက်ပေါ့နော်တလားအောင်ကြော်သွားပါဘူးတလားကြော်နှစ်လလောက်နေနေရှိရခြင်းကျွန်တော်မှတ်မှတ်ရတင်ခဲ့တာရှိတယ်စပါသင်းရတာကျွန်တော်ပိုင်ရှင်နဲ့အပြောင်းလဲဖြစ်လာဖို့တို့ရာဂန်တို့နေပြီးများလာခဲ့ပြီတီရမီလာလာမေ2026ဒါကျွန်တော်တို့ယာဒီအဝင်မှာဒါစပါသင်းနေနဲ့ကတာကိုဒါကျွန်တော်ကတာရဲ့ဒါရှိတ်ဂျက်ဆင်လို့ပေါ့နော်တချင်ကဒါယူနိုက်တက်တို့ကိုဝယ်မယ်လို့ရေပန်းစားခဲ့တဲ့ကတာအုပ်စုအနေနဲ့ဒါကျွန်တော်တို့စပါသင်းကိုဝယ်ယူဖို့အတွက်စူးစမ်းနေပြီဖြစ်ပြီးတော့ပါစန်တေးရတာကျွန်တော်28ရာဂန်တို့အရင်စဝယ်မယ်ဆိုတော့ကျွန်တော်တင်ခဲ့တာမှတ်မိတယ်မှာပါအခုလက်ရှိမှာတို့အနေနဲ့အဲ့ဒါအခုချိန်ဒီအကြီးအကျယ်စူးစမ်းနေစေဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောလို့ရရတယ်မှာပါဒါပေမဲ့ အဲ့တော့မမဲရောက်တယောက်ကလာရေးတာဟာတဲ့အင်္ဂလိပ်ကကောင်တွေကတဲ့နိုင်ငံခြားသားဝင်တော်ကြိုက်တာမဟုတ်ဘူးတဲ့သူတို့အနေနဲ့တော့အဖြူတွေကိုပဲဒါသူတို့အနေနဲ့ကြိုက်တာပေါ့နော်ခင်ဗျားတို့ကသာတဲ့လက်ရှိမှာမကြိုက်ဘူးမကြိုက်ဘူးပြောနေတာတဲ့တကယ်တမ်းဟိုမှာအဖြူကောင်တွေကတဲ့သူတို့အဖြူတွေပိုင်ရှင်တို့ပဲတဲ့ဘလောက်ဆူဆူကြိုက်ကြတယ်ပေါ့နော်အဲ့လိုမျိုးပြောကျွန်တော်တအားကြီးနေတာတစ်ချက်ရှိတယ်ခင်ဗျားဘာဖြစ်လို့ဆိုကျွန်တော်ဘဝမှာလေအမတ်ရဆုံး movement ရှိရတယ်လားခင်ဗျအဲ့စကားကိုပြောခင်ဗျအင်္ဂလိပ်ကကောင်တယ်ခင်ဗျတကယ်ရည်လိမ့်မဝိုင်းပြီးတော့ခင်ဗျမတ်မီလားမသိ Newcastle United ပိုင်ရှင်ဟောင်း Mike Ashley ကိုလေ အဲ့ဘိုက်ကရှယ်လေးဆိုတာရှိတယ်ဘိုက်ကရှယ်တိတယ်တိတယ်ဆိုတာမက်ကရှယ်လေးဆိုတာကျွန်တော်တို့မြူကဆယ်အတင်းကဆောင်းရန်ကောင်းနေပါတယ်ဆိုတဲ့အတင်းချိန်မှာဒါကြောင့်သူဝယ်သွားပြီးတော့အတင်းကတက်မှာဆင်းသွားတယ်တန်စင်ပြီးပြန်လဲတက်လာတယ်ဒါမဲ့မဲ့ရကျွန်တော်အနေနဲ့ကိုတီချီနီတို့ကိုလီချီနီတို့ဒါကျွန်တော်တို့တကယ်ကိုဘန်အာဖာတို့ခစ်တို့ပါတော့ဒါပြောလို့ရတယ်မှာပါတယ်ဒါမဲ့မိုက်အက်ရှယ်လေးခစ်မှာဒါကျွန်တော်မြူကဆယ်ပြိတက်နေမိုက်အက်ရှယ်လေးအင်မတန်မှမုန်းတယ် မုံနဲ့တဲမှာနောက်ခုနပြောကျွန်တော် international newcastle united international fan base တော်တော်လေးကိုနည်းရတယ်မှာပါအရင်တော့အရှင်းရှင်းခုနောက်ပိုင်းနည်းရတယ်မှာပါ newcastle ပြိတ်သက်တွေအနေနဲ့ michael shield ဘယ်လောက်ထိမုံလဲဆိုတော့ဒါကျွန်တော်တစ်ချိန်ကြီးလက်မှာတွေ့ရင်တော့မှာဒါကျွန်တော် bia guard နဲ့ cup out တော့ဒီကိုမုံတယ် michael shield ဒီအဖြူကောင်ဖြစ်တယ်တာကိုနားလဲရတယ်မှာပါအဲ့တော့အဲ့လောက်ထိမုံတယ်အဲ့ဒီချိန်မှာဒါကျွန်တော်တို့မတ်မဲရသူတို့ saudi arabia pif ကနေပြီးတော့နတ်မဲရကျွန်တော်တို့ spa ကို spa နဲ့ united အဲ့တော့သူတို့ဝယ်လို့ဝယ်ဖို့ကြိုးစားသေးတယ်ပြန်ကစပါတော့ဒါကျွန်တော်တို့ manchester united ကိုသူတို့မဝင်း တော့ဘူးဆိုတဲ့အချိန်မှာညူကာဆယ်ယူနိုက်တက်ကိုဝယ်မယ်လို့လို့ရှိရင်မိုက်ကက်ရှယ်လီကမှတ်မဲ့ရညူကာဆယ်ယူနိုက်တက်ကို PIFC ကိုရောင်းချလိုက်တယ်။ရောင်းပြီးတော့ဒါကျွန်တော်တို့ပရီးမီယာလိဘက်ကနေ Okay PIF ကညူကာဆယ်ယူနိုက်တက်ကိုဝယ်ယူသွားပြီးပြီဆိုတဲ့ကြေညာရဲ့နေ့မှာခမရတွေ့ဘူးလိမ့်မယ်အဲ့ဒီဗီဒီယို ညူကာဆယ်တမျိုးလုံးကညူကာဆယ်ပြည်သက်တွေကဒါကျွန်တော်တို့အင်္ဂလန်နိုင်ငံကညူကာဆယ်ပြည်သက်တွေကညူကာဆယ်ရဲ့ကွင်းရှိသွားပြီးတော့အကြီးအကျယ်အောင်ပွဲခံခဲ့ကြတယ်သူတို့အနေနဲ့ခုနကပြောလို့ပဲဒီ Mike Ashley လက်ကနေပြီးတော့လွတ်ပါပြီးကျွတ်ပါပြီးဆိုပြီးအောင်ပွဲခံခဲ့တဲ့တဲမှာခုနကပြောလို့ပဲ Newcastle United ဆိုတာဒါကျွန်တော်တို့သူတို့ Twins လို့ခေါ် Twins Army လို့ခေါ်တယ် Twins Army ဆိုတာ Twins Army တော်တော်များများဒါဥရောပကလူရောကျွန်တော်ဒါကျွန်တော်အဲရှားကလူရောနဲ့သူတို့ရဲ့ညူကာဆယ်ကလူကိုယ်တိုင်များတယ်ပြောကြရင်အဲကျွန်တော်တို့အဲဘက်ကလူကိုယ်တိုင်အားပေးရနိုင်ငံဖြစ်တယ်အဲ့တော့ အဲ့ဒီမှာကျွန်တော်ဘာဖြစ်လို့ကျွန်တော်သိလဲကျွန်တော်ကိုယ်တိုင်အဲ့ဒီအချိန်မှာ Newcastle United ကိုင်းကို St James Park ကိုကျွန်တော်တို့သွားပြီးတော့ကျွန်တော်ကိုင်းသွားကြည့်တဲ့အချိန်လေးနည်းနည်းပဲကြွားတဲ့အချိန်မှာကျွန်တော်ရောက်သွားတယ်ကွက်တီလောက်သွားကြအဲ့ PA ကကျွန်တော်မမေ့အဲ့တော့တင်ထားတာတွေ့နေမယ်ကျွန်တော် Newcastle ဖန်ပါဆိုကျွန်တော်ဟာသားအနေနဲ့တင်ထားတာတွေ့နေမယ်ကျွန်တော်မျက်စိရှိမှာအေးအဲ့ချိန်အရန်အေးတယ်အင်ဂျီကိုကြွတ်ကြီးနေအဖြူကောင်းလေးကြီးပဲအဲ့တော့အဖြူကောင်းလေးစီကနေပြီးတော့ Saudi ကသူတို့အနေနဲ့လက်ရှိမှာအဖြူကောင်းလေးကအရန် image rate ကိုအရန် ကြိုက်တဲ့ကောင်တွေပေါ့နော်။ Evil Right ကိုအရန်ကြိုက်တဲ့ကောင်တွေအနေနဲ့တိတ်ပြီးတော့လူသဘောထားတွေအရန် sorry လို့မျိုးသူတို့အရန်မုံပါတယ်ဆိုတော့ကောင်ကြီးဝယ်သွားတဲ့အချိန်မှာအင်ဂျီတွေချွတ်ပြီးတော့ Newcastle ကွင်းကိုပတ်လည်ဝိုင်းပြီးတော့အကုန်လုံးအောင်ပွဲခံကြတယ်လူပေါင်းတောင်းနဲ့ချီပြီးတော့လာပြီးတော့အောင်ပွဲခံခဲ့ကြတယ်နိုင်ငံခြားသားမပါဘူးသူတို့ရဲ့အဖြူတွေကြီးပဲအဲ့တော့ဟိုပြောရမယ်ဆိုရင်ဒါကြီးကတအားကြီးဘူးဟာကတော့သူတို့ကခင်ဗျားတို့က international ကောင်ကြီးကပိုင်ရှင်ကိုမချေနဲ့နေတာအဖြူတွေကကြိုက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် အဲ့ဒီအဲ့ comment ကဘယ်လောက်ဒီ age ဝဲဖြစ်သွားလဲအခုလက်ရှိမှာဒါစပါအသင်းနေနေလက်ရှိမှာပိုင်ရှင်အပြောင်းလဲလုပ်ဖို့အတွက်အကုန်အဲ့ကျွန်တော်ခုနကကျွန်တော်ကိုယ်ကကျွန်တော်ခဏပြပြမယ်လက်ရှိမှာဘောနလူတော်များဟာဘာဖြစ်ညာဖြစ်တယ်ခင်ဗျဘာလို့ဆန္ဒပြဟေးလူကျွန်တော်ပြပြမယ်ကျွန်တော်အခုလက်ရှိမှာကိုယ့်ရဲ့အသင်းမပြောနဲ့ကျွန်တော်အနေနဲ့ကိုယ်နိုင်ငံမှာတော့မအခုချိန်ဒီကိုမှားတယ်မှန်တယ်ဆိုတဲ့ဥစ္စာရဲရဲရဲကိုရက်တိပေးခဲ့တာကို့အသင်းမှာဗျာကျွန်တော်အခုလက်ရှိမှာခင်ဗျားတို့ပြမလို့မကျွန်တော်လက်ရှိမှာစပါအသင်းမှာကျွန်တော်အနေနဲ့ အရင်တော့ဒါကျွန်တော်တို့ chain ပါကျွန်တော်တို့လက်ရှိမှာမြန်မာနိုင်ငံနိုင်ငံရဲ့ဒါကျွန်တော်တို့ပူစပားအားပေးသူများမှာဒါကျွန်တော်တို့အမြဲနေရာတိုက်စပားသက်ရနေရာအမှန်တမ်းပြောခင်ဗျာကြီးရပြီပါမယ်အဲ့ဒီနေရာရလို့ကျွန်တော်ဘာမှမရခဲ့ဘူးကျွန်တော်ခင်ဗျာအပွင့်လင်းလို့ပြောရမယ်ကျွန်တော်လက်ရှိစတူဒီယိုမြတ်အမှတ်မာရီချာတခုထပ်ပြောမယ်နော်ကျွန်တော်ဆောင်းဟောင်းမီနဲ့ဓာတ်ပုံရရဆောင်းဟောင်းမီနဲ့ဓာတ်ပုံရရဆိုတော့ကျွန်တော် season ticket ဝေထားလို့ဓာတ်ပုံရရတာ season ticket မှာကုတ်နံပါတ်ရှိတယ်အဲ့ဒီကုတ်နံပါတ်နဲ့ကျွန်တော်မင်းနိုင်ရတယ်မင်းနိုင်တဲ့ကြောင့်အဲ့ဒီမင်းနိုင်တဲ့နေရာမှာကျွန်တော်ပြန်ပေါက်တယ်စပါအသင်းရတာကျွန်တော်တို့လက်ရှိမှာဒါဟိုဖန်ဥက္ကဋ္ဌအနေနဲ့ဒါကျွန်တော်တို့လာပြီးဘာမှမပေးဘူးလက်ရှိမှာနောက်ကဒါတွေ့လားအင်ဂျီတွေ့လားအဲ့ဒီအင်ဂျီကသူတို့ပေးထားတာမဟုတ်ဘူးကျွန်တော်အတိတယောက်ဒါကျွန်တော်တို့ဆရာကြီးပေါ့နော်ကျွန်တော်တထေးကြီးတယောက်ကျွန်တော်အတိတထေးတယောက်ဒါကျွန်တော်တို့စပါမှာ AIA နဲ့စာချုပ်ချုပ်တဲ့အချိန်မှာတွားတဲ့အချိန်မှာကျွန်တော်ပေးထားတာဒီအင်ဂျီက စပားဘက်ကကျွန်တော်ဘာပေးခဲ့တာမဟုတ်ဘူးတိလားအဲ့တော့ပြောချင်တာကဟိုပြောချင်တဲ့အတိတ်ပဲဗျာတိလားကျွန်တော်အနေနဲ့ဒီစပားရဲ့လက်ရှိဟာအဲ့မှာလဗိုင်းကငါ့ကိုနေရာပေးစပားလက်ရှိမှာပေးထားနေရာဘာမှရတာမဟုတ်ကျွန်တော်ဘဝမှာလीစပားအဲ့နေရာပေးထားတခုပဲရခဲ့အဲ့တခုကလည်းမြန်မာနိုင်ငံအတွက်အကျန်အရန်ကျိုးရှိခဲ့တယ်ခါတဲ့ဘေးကိုကျွန်တော်အနေနဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံအတွက် speed ball လုတ်ပိုင်ခွင့်ကျွန်တော်ရခဲ့တယ်အဲ့ဒီဗီဒီယိုလည်းကျွန်တော်ဆီရပဲရတာပါအကုန်တိမတိသေးတဲ့လူကျွန်တော်ပြပြမယ်အဲ့တော့ပြောချင်တာကဗျလဗိုင်းတို့ပါလို့ကျွန်တော်အနေနဲ့ဟာအဲ့တမမင်းတို့ကမြန်မာအတွက်ဘာမှ benefit ရတာမဟုတ်ဘူး ်ဘာမှ benefit မရအောင်ပေါ်လုံးမွေးကြည့်ကြလားဘာမှ short ဈေးမရအောင်ကို့ဒီခုနကသူများပေးတဲ့ဈေးနဲ့ကျွန်တော်ကြည့်အကုန်ပေးရတယ်အဲ့တော့အဲ့လိုကောင်မျိုးကိုကျွန်တော်အနေနဲ့ရတယ်ခုနလက်ရှိမှာမြန်မာစပားကိုဘာညာဖြတ်အရာကိစ္စဆောင်ယူမရှိရင်မင်းမရှိရင်ကောင်းတယ်ကျွန်တော်တို့ရှင်းတယ်အေးဘောမြန်မာပြားဘောမတွေလေအဲ့ဒီ psychology ကိုသိရမှာအေးခမရလူတစုခဏလေးကောင်းနေဖို့အတွက်ခမတနိုင်ငံလုံးဒုက္ခပြီးနေလို့ဆိုအဲ့ဒီ logic ကြီးကိုဖြတ်ဖို့ရေးကြီးတယ်ဘယ်လောက်ထိကောင်းနိုင်မလဲအေး ဒီတရောင်းရတဲ့အချိန်မှမကောင်းချိန်မှလက်မမကောင်းလက်မဖြစ်တဲ့ချိန်ခင်ဗျားတို့ကြဲတဲ့ချိန်ဖြတ်သွားနိုင်နေတယ်မှပါတယ်အဲ့ဒါလည်းနားလည်မှုလို့လည်းဘောမာကြီးရဲ့အထားပါကျွန်တော်ပြောချင်တာအဲ့ဒါပြောချင်တာဗျာတည်လားအဲ့တော့ဟိုအဓိကပေါ့နော်မကောင်းတဲ့ဥစ္စာမကောင်းတဲ့ဥစ္စာလို့ကျွန်တော်မြင်ဖို့ရည်ကြီးတယ်အဲ့တော့လက်ရှိမှာဟောတာပြောဆိုရဲအာအဖြူတွေကအဖြူတွေမကြိုက်ဘူးဆိုတော့အဲ့တော့ကြက်အဖြူတွေစမမှန်ဘူးတို့အနေနဲ့အဖြူအဖြူမကြိုက်ဘူးဆိုတော့တို့ကစ်ဖို့စပါအသင်းအနေနဲ့ဒါကျွန်တော်တို့ international fan base မပါဘဲနဲ့ဒါကျွန်တော်မှတ်မဲ့အေးက7 sister ကနေကျွန်တော်တို့ဒါ ကျွန်တော်တို့ဟိုအထိဒါကျွန်တော်တို့စပါးကွင်းအထိလမ်းလျှောက်ခြေတက်ပြခဲ့တယ်မှာအဖြူလေးကြီးပဲလမ်းလျှောက်ခြေတယ်ခုနကပြောသူပဲယူကာဆယ်ပရိတ်တွေလည်းပဲဒါကျွန်တော်တို့ဒါပိုက်ဘူးဖင်ရှုံတွေကြီးဥမာဆိုအဖြူကြီးတွေမှာပေဘီယာကွက်ကြီးတွေကိုင်ပြီးတယ်မှာ level out and it out ဆိုပြီးအဓိကအော်ခဲ့တာဖြစ်တယ်အဖြူတွေကပဲအဲ့တော့အဖြူပိုင်ရှင်နဲ့အဖြူတွေကိုတီးခတ်တဲ့တည်းမှာတချို့လူတွေရှိကောင်းရှိနိုင်မယ်အခုနောက်ပိုင်းခက်မိတဲ့နောက်ပိုင်းမှာလည်းဘယ်သူမှအဲ့လိုမကောင်းတော့မှမရှိတော့ဟာအဖြူကိုအဖြူမလို့ဒါလက်ခံမှာဆိုဘယ်သူမှမရှိဘူးအခုအချိန်မှာစပါးတင်တဲ့ကာတာလာဝဝိုင်းပျော်မဲ့လူတွေရှိမှစပါးရှိအိမ်ရှိကွင်းရှိသွားပြီးအင်းကြီးလက်မွေးတဲ့အဖြူကောင်းတွေမှအများကြီးရှိတယ် ်အဲလိုပဲပြီးတော့ဒီကတော့ examiner နောက်တစ်ခုထပ်ပြောမယ်လက်ရှိမှာပူပူလောလောဒါကျွန်တော်တို့ premier league တန်းတစ်ချောင်းမှာဆန္ဒပြမှုတွေမှာအကြီးဆုံးဆန္ဒပြမှုဖြစ်ပွားခဲ့တဲ့ united ဆန္ဒပြမှုပဲ1958 supporter group ဆိုရတာကျွန်တော်နိုင်ငံတကာ association မဟုတ်ဘူးเนาะအင်္ဂလန်မှာရှိတဲ့ Manchester မှာရှိတဲ့လူတွေကနေပြီးတော့အဓိကဆန္ဒပြခဲ့တာဖြစ်တယ်။ကလေးစားမိသားစုတွေဒါ Jim Ratcliffe ဆိုလက်ရှိမှာဒါကျွန်တော်တို့ဥရောပမှာနေမဟုတ်ဘူး။ဒါကျွန်တော်တို့ အဲအင်္ဂလန်မှာပါအချမ်းသာဆုံးတတိပြတဲ့ကြောင့်သူတို့အနေနဲ့စဉ်းစားကြည့်ဒီအင်္ဂလန်မှာပါအချမ်းသာ1 2 3ဝင်တဲ့တတိတယောက်ကိုတော့မအလိုမရှိဘူးဆိုရင်ခင်ဗျားစဉ်းစားကြည့်အဲ့တော့ဟိုပြောရမယ်ဆိုရင်တော့အဲ့ဒါပဲဗျာအဓိကသိလားအဲ့တော့လူတော်များအသင်မဟာအသင်ပိုင်ရှင်တွေကိုခုနပြောသူပဲအဖြူဖြူဝေခြင်းလက် no အဲ့ဒီခေတ်ကကုန်သွားပြီအသင်ပိုင်ရှင်နေရာမှာခုလက်ရှိမှာကို့အသင်ကိုဂယူးဆိုင်တယ်ဆိုခြိုက်တဲ့ကောင်လားအမေရိကန်မကလို့ခုနကပြောသလိုတရုတ်ပဲဖြစ်ဖြစ်ဆော်ဒီပဲဖြစ်ဖြစ်ကြိုက်တဲ့ကောင်လားကိုယ်အသင်းကဂယူးဆိုင်တယ်ဆိုတော့ငါတို့လက်ခံတယ် ဒီနေရာမှာဦးနာတချို့လူဆိုခင်ဗျာဘယ်လောက်ဒီဆိုးလဲသိလားအိုးသူ့ဘာသူလက်ရှိမှာ sport washer လုပ်လို့လက်ရှိမှာလူအရန်ပြောဥမာလက်ရှိမှာ sorry ပါဥမာဒါ Newcastle United ဆိုတော့လူအခွင့်အရေးပါညာအရန်ပြောတဲ့အုပ်စုတွေထဲမှာပါတယ်ခင်ဗျာစဉ်းစားကြည့်အခုလက်ရှိပိုင်ရှင်ဘယ်လောက်ထိစိုးနေရမလဲဆိုတော့လောက်ခွင့်အရေးပါညာချိုးပေါက်ထားတဲ့ကောင်ကောင်လက်ခံနိုင်တဲ့ Mike Ashley ကိုလက်မခံနိုင်ဘူးဆိုတာ Mike Ashley ဘယ်လောက်ထိစိုးလဲခင်ဗျာလက်ခံတာ အခုလက်ရှိစပါးဆိုတဲ့အတိုင်းမှာစပါးဆိုလက်ရှိမှာ diversify အဲ့မှာနေမှာကျွန်တော်လူတွေပြောနေတာ woke အဖြစ်ဆုံးတာကျွန်တော်အသိဉာဏ်တွေတသိတိလာကျွန်တော်ဟာအဲ့မှာဟိုဟာဆိုလဲပါတယ် Palestinian ဟိုအဲ့မှာ Palestine ကိုထောက်ခံမယ်ဆိုလို့ကျွန်တော်တို့ထိတ်ဆုံးအောင်ကျွန်တော်ပါခဲ့တယ်ဟိုဟာဆိုကျွန်တော်ကျွန်တော်စပါးပိတ်သက်တယ်တော့မြန်မာနဲ့ဘက်ကထောက်ခံတဲ့လူတွေများတချို့ကြတာပြဿနာပြစပါးက Jew club ဖြစ်တယ်တချို့ကြ Israel ပါညာအုပ်စုကိုထောက်ခံတဲ့လူတွေရှိတယ်ဒါကတော့ဘောထားပါအဲ့ဒါထားကိုတော့ဘောကျွန်တော်မြန်မာနိုင်ငံအတွက်လည်းကျွန်တော်စပါးအသင်းဘက်ကယက်တီပေးခဲ့တာအများကြီးရှိတယ်ဒါပေမဲ့ခုနကဘောလို့ပဲ တကယ်တမ်းခုနပြောသူဘယ်လောက်ဒီပိုင်ရှင်တွေဆိုရဆိုခုနစော်ဒီယာကောင်တွေလာမယ်ဆိုရင်ဒီပိုင်ရှင်တွေကိုကျွန်တော်ဖြုတ်ပေးဖို့ ready ပဲတိလားအဲ့လောက်ဒီပိုင်ရှင်တွေကိုမုံကြတယ်အဲ့တော့အပိုင်ရှင်တွေကအဖြူပါညာဘာလို့မှတာဂိမ်းဆိုင်တော့တကယ်တမ်းအသင်းပေါ်ကောင်းလားမကောင်းလားကြည့်အသင်းပေါ်ကောင်းမဲ့လူပဲတို့ကလူကျင်တော့တယ်အဖြူတွေကိုယ်တိုင်ကအသင်းပေါ်ကောင်းမဲ့လူပဲလူကျင်တာ ဒါပဲအဲ့ဒါကိုနားလည်ဖို့လူနေမဲ့တက်မှာပါတယ်ဒါတော့ပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Sport Media 3.0နဲ့ DV4U တို့ကိုကျင်းလို့စပောင်းကိုကြည့်လို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးကြိုးတူပါတယ်ကောင်းမွန်တဲ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲ D4 ဗျ